မင်းအွန်လိုင်းရဲ့ fire power တဲ့ပူပရိုကျောက်စရာကောင်းတာဟုတ်ပူပရိုကျောက်စရာကောင်းနေတော်လိုင်းရဲ့အတွက်ဆိုတော့ပြန်ပြီးတော့ကြည့်လိုက်ကိုယ်လူတွေကမတက်ကြွအောင်ဆိုလို့ရှိရင်အဲ့ဒီတရားသုံးခုတရားတစ်ခုကပြောင်းနေတယ်ဟာနေတယ်လို့ထင်တယ်နောက်ထပ်ဒါဆိုမျိုးမေးချင်တာတရားပါเนาะအဲကျွန်တော် တချို့နေရာတွေမှာအဲ့လိုလူလူထောက်ခံမှုကြဆင်းစီတဲ့အပြုမူတွေကိုကျွန်တော်တို့တပ်ဖွဲ့တွေကလှုပ်ဆောင်နေတဲ့အပိုင်းတွေလည်းသိရတယ်ဆမိုင်းအဲ့ဒါကတော့စိတ်မကောင်းစရာပေါ့နော်ဒါပေမဲ့ဒါကတော့ရှိနေမှာပဲလို့လည်းကျွန်တော်ကတော့ယူဆမိတယ်ပေါ့နော်ဒီလိုဟာတွေကရှိလာနိုင်မယ်လို့ဒါတွေးမိခဲ့တာပေါ့အဲ့ကျတော့အဲ့လိုပုံစံမျိုးနဲ့ဒါတပ်ဖွဲ့တွေစီကနေပြီးတော့ဒီတချို့သတင်းစကားတွေပြန်သိရတဲ့ခါကျတော့နည်းနည်းစိတ်ပူဆိုးရင်ဒါလေးတော့ရှိတာပေါ့နော်အဲ့အဓိကတော့ဒါလူလူထောက်ခံမှုကြတာတွေမြင်လာရတယ်ဆမိုင်းအဲ့အရင်တုန်းကဒါခုနလိုပေါ့ဒီတပ်ဖွဲ့တွေအတွက်ဆိုရင် ်တသိန်းနှစ်သိန်းကိုဒါပတ်ကနေပေးလိုက်ဖို့ဝင်မလေးတဲ့ပြည်သူတွေအများကြီးရှိတယ်။ကိုယ့်ရဲ့သားသမီးလို့သဘောထားပြီးတော့ပေါ့နော်။နေ့စဉ်နဲ့မြဘာမှမလုပ်ပေးနိုင်ဘူးဆိုရင်တော့မှဖျားရှိခွင့်ဆူတောင်းပေးတယ်ပေါ့နော်။အဲဒီလိုပုံစံမျိုးနဲ့ဒါလုပ်ပေးတဲ့ပြည်သူတွေရှိတယ်။အခုနောက်ပိုင်းဒါသူတို့ရဲ့လုပ်ရက်တွေကလူလူထောက်ခံမှုကြဆင်းစီတာမျိုးဖြစ်လာတဲ့အခါမှာလူလူကခုနလိုပေါ့နော်။တွန်းဆုတ်လာတာတွေတွေ့လာရတယ်။အဲပြီးတော့ဒါတခုခုဆိုရင်မသိကြအောင်ဆောင်နေတဲ့ပုံစံမျိုးတွေမြင်လာရတယ်ဆိုတော့ဒီမှာ လူလူထောက်ခံမှုကဒီဒေါ်လာရင်းမှာဘယ်လောက်ထိအရေးကြီးသလဲပေါ့နော်ပြီးရင်လူလူထောက်ခံမှုကျဆုံးသွားပြီဆိုရင်အဲကျွန်တော်တို့ဘယ်လောက်ထိစိုးစိုးဝါးအခြေအနေတွေကိုရင်ဆိုင်ရနိုင်လဲအပြင်အဲ့လိုမျိုးမဖြစ်ဖို့ကျွန်တော်ဘာတွေလိုအပ်တယ်လဲဘာတွေလုပ်တင်တယ်ဆိုတာလေးကိုသူနည်းပေးစီချင်တာပါဆိုတော့ဟုတ်ကဲ့လူလူရဲ့ထောက်ခံမှုကတော့အဓိကပဲအရေးကြီးဆုံးပဲလူလူထောက်ခံမှုပျောက်တယ်ဆိုတဲ့ဥစ္စာကမင်းအွန်လိုင်းကျမအတွက်ပေါ့နော်မင်းအွန်လိုင်းရဲ့ fire power တဲ့ပုံပြီးကြောက်စရာကောင်းတာဟုတ် ပုံရကြောက်စရာကောင်းတယ်တော်လိုင်းရေးအတွက်ဟုတ်ဟဲ့တော်လိုင်းရေးအတွက်ခုနပြောသားသလိုပဲအိုးပါတယ်လူလူချောက်ခံမှုပြောက်သွားရဲဆိုလို့ရှိရင်ကို့အတွက်လုံခြုံရေးအတွက်မလွယ်တော့ဟုတ်ဒါပြီးတော့တည်င်းရဖို့ရန်သူအတွက်တည်င်းရဖို့အတွက်လည်းပို့ပြီးတော့ခက်ခဲလာလိမ့်မယ်ခက်ခဲလာဟုတ်ခက်ခဲလာလိမ့်ဟဲ့ဒါပြီးတော့ရန်ပြည်သူလူထုရဲ့လုံခြုံအိုနေပါလေအဲအဲယုံကြည်မှုကြသွားတဲ့အတွက်ကြောင့်မလို့ ။ဒါကြီးကြာသွားတဲ့အတွက်ကြောင့်မလို့ကိုနဲ့ဗာလေစစ်တပ်ရဲ့ in the ဟိုကိုယ့်ရဲ့ရန်သူရဲ့ပေါ့နော်ကိုယ့်ရဲ့ရန်သူရဲ့ဟိုအာဝါရဖြန့်ချီရဲ့ကလည်းပို့ပြီးတော့အကောင်ပါလေပို့ပြီးတော့တောင့်တင်းလာလိမ့်မယ်။ဟုတ်ပို့တော့တောင့်တင်းလာလိမ့်မယ်။ဟိုင်းဗာလို့ဒီဒီလိုမျိုးကျမအရင်ထဲကလည်းပြောတာတွေကျမ research အာကျမဗတ်သူတေသနာနော်လောက်ထားတာချီဟိုးဟိုဗာလေအောင်မြင်တဲ့တော်လှန်ရေးတွေကို သမိုင်းမှာအောင်မြင်သွားတဲ့တော်လှန်ရေးတွေကိုပြန်ပြီးကြီးလိုက်တဲ့အခါမှာနော်အဓိကသုံးခုပါတယ်လို့ကျွန်မပြောထားတယ်အဲ့ဒီကျွန်မမြန်မာပြောတဲ့ dip dip နော် d ကြတော့ defection နော်ဘယ်ပြောင်းမှုနော် i ကြတော့ international pressure pp ဆိုင်ရဲ့ pr နောက်ဆုံးတစ်ခုကြတော့ people support p right ပြည်သူလူထုရဲ့ထောက်ခံမှု right အဲ့ဒီသုံးခုထဲမှာပြန်သွားတွေ့လာတာ fire power နဲ့မဆိုင်ဘူးမဆိုင်ဟုတ် ။နာဒီလူလူလူထောက်ခံမှုရှိလာတယ်ဆိုလို့ရှင် fire power ကိုဂျန်သူရဲ့ fire power ဘလို့ကြော်လွားနိုင်နေလဲဆိုတော့တွေ့လာလိမ့်မယ်။ဟုတ်ကဲ့ဆုံးပဲဟုတ်ဟုတ်။အဲကြောင့်မလို့ကိုယ်အနေနဲ့အများရန် professionalism you know city or jail ya professionalism နဲ့နေရတနက်ကင်တဲ့လူကစီးပွားရေးလုပ်လို့မရဘူးတနက်ကင်ကျမမြန်ပြောတယ်တနက်ကင်နားတဲ့လူကဖုံးကြီးတိုင်းပဲဟုတ်ဟုတ်တနက်ကင်နားတဲ့လူကစီးပွားရေးလုပ်လို့မရဘူးအုပ်ချုပ်ရေးလုပ်လို့မရဘူးဖုံးကြီးတိုင်းပဲဆိုတော့ အဲ့ဒီဥစ္စာလုတ်ကိုကလုတ်ပေးနေအဲ့လိုမျိုးပြနိုင်လေလေကိုကဒါဥနေပါလေအာ professionalism ပြတာပေါ့နော်ဆိုအမြဲတမ်းပြည်သူလူထုရဲ့ဆက်ဆံရေးပြည်သူလူထုနဲ့ဆက်ဆံရေးကောင်းဖို့လိုအပ်တယ်ဟိုဘတ်တလိုင်းရင်းနိုင်ခြင်းဟာဟုတ်စမိုင်းဟုတ်အဲစစ်တပ်အနေနဲ့လေနော်သူတို့အခုဘာလုပ်နေကျမဘာသွားတွေ့လဲဆိုသူတို့တွေကိုလူတွေကကောင်းတယ်လို့မြင်နေစရာမလိုဘူးသူတို့လိုချင်တာက EF နဲ့ NUG နဲ့ EAO တွေကသူတို့တို့နဲ့ပဲအတူတူပါပဲသူတို့လိုပဲဆိုးပါတယ် right သူတို့အောက်မှာဖြစ်ဖြစ်အဲဟိုနေဟိုဘက်ကိုရောက်သွားလို့ရှိရင်လည်းသူတို့လိုမျိုးပဲစစ်တပ်လိုမျိုးပဲဗိုလ်လာကြတော့မယ်ဗိုလ်လီလုတော့မယ်ပြည်သူလူထုကိုညှင်းဆဲတော့မယ် right ဟုတ်ဆက်ပါဟုတ်ကောင်းမှုဖြတ်မယ်အဲ့ဒီဥစ္စာအတူတူပါပဲအတူတူပါပဲလို့ဒီလိုမျိုးဒီ message ကရသွားပြီဆိုလို့ရှိရင် တော်လိုင်းရေးအတွက်တော်တော်ဒုက္ခဖြစ်နေတယ်အဲ့ဒီဥစ္စာအဲ့ဒီဥစ္စာကကျမအတွက်ပို့ပြီးတော့တော်လိုင်းရေးတဲ့အန်ဒီရရှိတယ်မင်းအောင်လိုင်းရဲ့ဘုံကြီးဘုံနေနေတဲ့ drone နေတဲ့ဘုံနေ drone နေတဲ့ဒီဒီဒီပြည်သူလူထုရဲ့ညုံညင်မှုပြည်သူလူထုရဲ့ယုံကြည်မှုပျောက်တာကအရန်အန်ဒီရရှိတဲ့တော်လားဟုတ်ဆိုမှဟုတ်အဲအတိကတော့ဒါတော်လေးတစ်စုံလုံးအတွက်ကြည့်မယ်ဆိုရင်တော်လေးကိုအများကြီးထိခိုက်နိုင်တဲ့အပြင် အဲရှုံးနေတာအထိပါဖြစ်သွားနိုင်တဲ့အခြေအနေပေါ့နော်ဆမိုင်းဟုတ်အဲအနေဆုံးတော့တည်ကြရဲဆမိုင်းဒါလုံးသမျအောင်မြင်တော့မဟုတ်ဘူးလူလူထောက်ခံမှုကြရှုံးသွားရေးဆိုရင်ဆမိုင်းခုနပထမဆုံးပြောလိုက်တဲ့နှစ်ချက်နဲ့တော်တော်အထိနာနေပြီပေါ့နော်ဘာလို့လဲဆိုတော့အဲကိုစီကသတင်းတွေမလုံခြုံတော့ဘူးပြီးရင်အဲကိုစီကသတင်းတွေရန်သူစီကိုတေချာပေါက်ရောက်တော့မယ်ပေါ့နော်ပြီးရင်ရန်သူစီကသတင်းတွေကိုဘာမှမရတော့ဘူးပေါ့နော် လုံးဝလေတိုက်ပွဲတစ်ခုတိုက်တဲ့အခါမှာဒီသတင်းလုံခြုံမှုနဲ့သတင်းရယူမှုကအရန်ရည်ကြည့်တာဟုတ်ဆိုပါရဲ့အဲ့ကြောင့်အဲဒီသတင်းတွေဒါအချက်လက်တွေဒါကျွန်တော်တို့ဒါရန်သူရဲ့သတင်းဆိုလဲဒါကျွန်တော်အများကြီးဒါအချက်လက်တွေရထားတယ်ဟေ့ဆိုရင်တိုက်ပွဲမတိုက်ခင်မှာကိုပဲအောင်မြင်တယ်လို့ပြောလို့ရတဲ့အနေထားပေါ့နော်ဒါပေမဲ့အဲ့သတင်းတွေကဆာမရတော့ဘူးဆိုရင်ဒီတိုက်ပွဲဝင်ဖို့ဆိုတာလေဘလုံးမှမဖြစ်နိုင်တော့ဘူးပေါ့နော်အဲနောက်တစ်ခုကတော့ထောက်ကျောင်းတော်လိုင်းအတွက်ကပူဆိုးတာပေါ့နော်ဆိုရင်ဒီထောက်ပံ့မှုပေါ့နော် အဓိကတော့ဒါလူလူရဲ့ထောက်ပံ့မှုနဲ့ဒီနေ့ဒီချိန်ထိတွားနေရတာဖြစ်တဲ့အတွက်ဒီထောက်ပံ့မှုသာမရှိတော့ဘူးဆိုတဲ့အခါကျရင်ဘလူဝဲဖြစ်ဖြစ်တော်တော်လေးသို့သို့ကအခြေအနေကိုရှင်းဆိုင်ရမှာပေါ့နော်အဲ့တော့ဒါကျွန်တော်ဒီဘက်ကတပ်ဖွဲ့တွေအနေနဲ့လည်းပေါ့နော်ဒါမျိုးတွေလုံနေကြပြီဆိုရင်ဒါလေးကိုဆင်ကျင်ဖို့လည်းအရန်ရည်ကြီးလာတာပေါ့နော်ဆိုပါဟုတ် ဒါပေမဲ့များသောအားဖြင့်ပေါ့နော်ဒီဥစ္စာတွေကဗာလေဒီဟိုတစ်ဖွဲ့နှစ်ဖွဲ့ပေါ့နော်နည်းနည်းပါးပါးလုပ်နေတာဒါပေမဲ့ဘာဖြစ်လဲဆိုတော့စစ်တပ်ကအဲ့ဒီဥစ္စာတွေအသုံးချပြီးတော့နော်ရန်သူကအသုံးချပြီးတော့ဒီဝါရတွေကျေပြန့်အောင်လူတွေအဲ့ဒါကြီးအားလုံးကအမြဲတမ်းဖြစ်နေတယ်ဆိုတဲ့ဥစ္စာကိုထင်အောင်လုပ်နေတယ် right so မပါလေမြန်မာမြန်မာပုံပုံမြင်ရှိတယ်ငခုံးမတကောင်ကြောင်းတလီလုံးပုတ်ဆိုတဲ့ဥစ္စာမျိုးဖြစ်သွားနိုင် right ဒါပေမဲ့ဒီမှာ PDF တွေ EAO တွေကျွန်တော်အများကြီးစက interview လုပ်ဘူးတယ်အေးမပြတ်တော့ပြန်ကြည့်လိုက်လို့ရှင်ကိုတက်မြက်လည်းလုတ်တာပဲကိုတက်မြက်ကျမတို့ကတော့ပူတော်မှလုတ်သေးတယ်သိတယ်မလား so အဲ့ဒီဥစ္စာတွေကဒီလိုမျိုးမဟုတ်ဘူးသူက professional ကြတယ် ဒါပေမဲ့ဟိုမှာတစ်ဖွဲ့နှစ်ဖွဲ့ဟိုလုတ်ဒီလုတ်နေအဲ့ဒါကြီးလုတ်နေတာ၄ရှိတယ်အဲဆိုကျမတို့နေဒီငခုံးမတကောင်ကြောက်တစ်လေလုံးပုတ်ဆိုတဲ့ဥစ္စာမဖြစ်သွားအောင်ပေါ့နော်တော့လုတ်ဖို့လိုအပ်တယ်ဒါပြည်သူလူလူနားလဲစီချင်တာဟုတ်တယ်ဟုတ်မရှိဘူးဆိုတာပြောတာမဟုတ်ဘူးဒါပေမဲ့ရှိတဲ့ဥစ္စာကအနည်းငယ်ပါပါတယ် ။ဟိုနေ့မှာဒီဒီဒေါ်လာကြီးတစ်ခုလုံးကိုကြီးလိုက်မယ်ဆိုလို့ရှိရင်60 60ကျော်ရာခိုင်နှုန်းကျော်ကျော်ဟာဒီ professional ဖြစ်ပြီးတော့တကယ်တကယ်ဒေါ်လာကြီးကိုပြည်သူလူထုလွတ်မြောက်အောင်နော်ဒေါ်လာကြီးကိုဟိုနေ့နဲ့ပါလေရိုးရိုးရှင်းရှင်းနဲ့လုပ်ပေးနေတဲ့ဖြစ်တယ်။ဟုတ်ကဲ့ဆိုအဲ့ဒီဥစ္စာကတော့နားလဲအောင်ပြည်သူလူထုနားလဲအောင်ပြောပြပေးရမယ်ဟုတ်ကဲ့ကိုကနှခုံးမတကောင်ကြောက်မလို့ဒလီလုံးဟိုနေဖြစ်ဖြစ်နေတာမဟုတ်ဘူးဟုတ်ကဲ့ ပြောလို့ရတယ်။အဲကြောင့်မလို့ပေါ့နော်ဒီဒီဒီပြည်သူလူထုရဲ့အထောက်ပံ့မှုမရှိလို့ရှိလို့ရှင်ဘလောက်လောက် fire power ရှိရှိမရဘူး။ so syria ဒီပါလား syria ဆိုလို့ရှိရင် russia အများကြီးအစလေးတင်တော့အစက russia အများကြီးကူညီတာပြည်တယ်ဒါပေမဲ့ပြည်သူလူထုသူ့ကို support မလုပ်တဲ့အခါကျတော့ဒီဥစ္စာသူ့ထွက်ပြေးရတဲ့အထိဖြစ်ဖြစ်အကုန် right နောက်တစ်ခုကျတော့အဲ Syria မှာကျတော့လေဒီအရင်တော့သူတို့ဘာအဖွဲအများကြီးရှိနေတယ်အဖွဲတွေပို့ပြီးတော့ပူးပေါင်းဆောင်ရွက်လာလေလေသူတို့ရဲ့အင်အားပိုကောင်းလာပြီးတော့เนาะဒီအဆအကိုပြအောင်လုလုသွားနိုင်ဆိုတော့အခုချိန်မှာဆိုဒီဒီဟိုနေပေါ့နော်ပြည်သူလူထုဆက်ဆံရေးရဲ့မဟာမိတ်ဆက်ဆံရေးအဲ့ဒီဥစ္စာအရန်ကြီးကြီးတဲ့ဟုတ်ဆိုပြန်ပြောကြည့်လိုက်တချို့တစ်ဖွဲ့တွေဆိုလို့ရှိရင်မဟာမိတ်အဲဆက်ဆံရေး အဲနှိမ့်ကြလာတာ ਨੇ သူတို့နေရာတွေပြန်ပေးလိုက်ရတယ်ဟုတ်ဟဲ့ fire power ကြောင့်မဟုတ်ဘူးမဟာမိတ်ကြောင့်မလို့နောက်ပြီးတော့အိမ်မှာလည်းပြည်သူလူထုကပြည်သူလူထုဆက်ဆံရေးရလည်းကြလာတဲ့အတွက်ကြောင့်မလို့သူတို့ဖြစ်တာဒီဒီစစ်တပ်ရဲ့ဟိုနေနဲ့မဆိုင်ဘူးတိတ်တိတ်မဆိုင်ဘူး fire power နဲ့မဆိုင်ဘူးပြည်သူလူထုဆက်ဆံရေး မဟာမိတ်ဆက်ဆံရေးအဲ့ဒီဥစ္စာပို့ပြီးတော့အရေးကြီးတယ်အလားတူပဲဟိုနေ့မှာဆိုဟိုဗာလဲအာဖဂန်နစ္စတန်မှာလဲကြည်ပါလားတာလီဘန် you know ပြောင်းဝင်လာတယ်လွယ်လွယ်လေးပြောင်းဝင်လာတယ်ဘာလို့ဆိုဒီဟိုနေ့ဟို US support လုပ်ထားတဲ့အာဖဂန် government ကစစ်တပ်ကပြည်သူလူထုရဲ့ support မရှိဘူးဟုတ်ပြည်သူလူထုရဲ့ထောက်ပံ့မှုမရှိဘူးရှောက်ခံမှုမရှိဘူးဆိုတော့ ချာလဘန်အလွယ်လေးပြန်လာပြီးပြန်သိမ်းလိုက်ဟုတ်ဟုတ်အဲ့အဲ့ number US မှာလည်း Vietnam War မှာတော့လည်းအဲ့တိုင်းပဲ fire power ကြီးအများကြီး US ကဗလဲဒီ Vietnam နေဟိုဗာဆက်လိုက်တာမှာ million နဲ့မှာ million နဲ့ချီပြတ်သက်တာနော်အော်ဒါပေမဲ့နောက်ဆုံးတော့ရှုံးသွားတယ်။ဘာလို့ပြည်သူလူထု support မရဘူး။ပြည်သူလူထုရဲ့လက်ခံမှုထောက်ခံမှုအာယုံကြည်မှုမရှိတော့ဆိုတော့အဲ့ကြောင့်ပြောရဲ fire power ကအော်ဟိုဗာလဲအဲ့ deciding factor မဟုတ်ဘူး fire power ကအောင်မြင်မှုတစ်ခုရဲ့အဓိကအကျဆုံးဥစ္စာမဟုတ်ဘူးဟုတ်ပါဘူးဟုတ်ဟုတ်ဟောအဓိကအဲတချို့ကတွေးကြတယ်ဗောနော်ဒီလက်နက်ကအဲ power ဘူရှိတယ်ဆိုပြီးရထင်ကြတယ်ဗောနော်ဒါပေမဲ့နိုင်ငံတစ်ခုမှာလူလူကသာလျင်ဒါအားအကြီးဆုံးပဲဆိုတဲ့ဟာကိုမိနေတတ်ကြတယ်ဗောနော်ဆင်ပါဟုတ်လက်နက်မကင်ထားတဲ့လူလူကပဲအဲတချို့အကြောင်းအရာတွေမှာအဆုံးဖြတ်ဖြစ်ဖြေပြီးွားရရှိတာဗောနော်ဆင်ပါ yeah အဥစ္စာကိုလည်းတချို့တွေအရင်တော့ကျမပြောရတဲ့ဥစ္စာဆိုလို့ရှိရင် PDF တရားကျမယုံရင်ပေါ့နော်တချို့တွေဆိုလို့ရှိရင်ကျမပြောပြရတယ်အာမရပါဘူးဒါပေမဲ့သူတို့အခုချိန်မှာတိုက်ပွဲအဲအတွေ့အကြုံတွေပိုရှိလာလေလေအဲ့ဒီဥစ္စာကိုသူတို့ပို့ပြီးတော့နားလည်လာလေလေကျမသွားတွေ့တယ်ဟုတ်ကဲ့ဆရာအဲ့ဒီအဲ့ဒီ concept ကိုနော်ပို့ပြီးတော့နားလည်လာတယ်ဆိုတာသွားတွေ့တယ်ဟုတ်ဟုတ်ဆရာဟုတ် အဲအဓိကတော့ဒါသူတို့တွေလည်းဒါအတွေ့အကြုံတွေပို့ပြီးတော့ပြေဝလာပြီးဖြစ်တဲ့အတွက်အဲပို့ပြီးတော့ဒါကြုံတွေ့လာတဲ့အပေါ်မှာပို့ပြီးတော့နားလည်လာတယ်ဒါရှိလာမှာပေါ့နော်ဆိုတော့ဟုတ်အဓိကတော့ဒါလူလူရဲ့ထောက်ခံမှုမကြရှုံးအောင်ကျွန်တော်တို့ပို့စူးစမ်းတင်တယ်ပေါ့နော်အဲပြီးရင်ဒါအခုလိုမျိုးလုပ်နေတဲ့အဖွဲ့တွေရှိတယ်ဆိုရင်လည်းကျွန်တော်တို့တတိပပပေါ်ထုတ်ပြီးတော့ဒါအထက်ကိုတင်ပြတာမျိုးဒါဒါပြန်ပြီးတော့ပြင်ဆင်ဖို့အတွက်လိုအပ်တယ်ပေါ့နော်ဆိုတော့ဟိုအဓိကဒါမျိုးလုပ်လာပြီးဟေးဆိုတဲ့ဟာကလမ်းကြောင်း မှားနေပြီဒါဒါမလုံတဲ့နဲ့လုံရက်တင်ဖြစ်တယ်ဆိုတဲ့ဟာမျိုးအလုံနေတယ်ဆိုရင်လည်းဒါအဖြစ်ပြီးအရေးယူတဲ့အဆင့်မျိုးတွေထိသွားနိုင်မှုတွေလည်းအရေးကြီးတယ်ပေါ့နော်ကျွန်တော်ကအခုကတင့်ယုံနေတယ်တော့မပြီးသွားဘူးပေါ့နော်ဆိုတော့ဒီဥစ္စာကိုဒါကြောအဓိကတော့ငွေကြေးလိုအပ်မှုကြောင့်မလို့ရှာကြဖွေကြတယ်ပေါ့နော်ဒါဒေါ်လာရေးကဒါလိုအပ်ချက်တွေများတဲ့အတွက်ပေါ့နော်အဲဒါပေမဲ့အဲ့လိုမျိုးရှာဖွေတဲ့ဟာကလူလူကိုခုနလိုမျိုးဒါလူလူညွန်ညွန်စင်မဲ့ကိစ္စမျိုးတွေလုံနေတယ်ဆိုရင်ဒါကမှားရွေးနေတယ်ဆိုတဲ့အကြောင်းကိုဒါသိဖို့လိုတယ် အခါကြီးကျရင်ဆိုင်ကျွန်တော်တို့ဒါဒါတပ်ဖွဲ့တွေကအဲ့လိုပေါ့နော်။သွားပြီးတော့အတွေ့အယူမှားမိတာတွေလည်းရှိနိုင်တယ်လေနော်ဆိုင်။ဘာဖြစ်လို့လဲဆိုတော့အကုန်လုံးကခက်ခဲနေတာပေါ့။အခက်ခဲနေတယ်လိုအပ်နေတယ်ဆိုတော့အာသူတို့ကပတ်စံဘလို့ရှာနေတာ။အာသူတို့လိုရှာရင်တော့ငါတို့လည်းပြည့်စုံလာရင်အလုပ်ပိုလုပ်နိုင်မှာပဲဆိုတော့အတွေ့အယူနဲ့သွားပြီးအတွေ့အယူမှားတယ်ဆိုရင်ဒါတွေကအဆင်မပြေဖို့ဖြစ်လာနိုင်တယ်ပေါ့နော်။အားကြောင့်လို့ဒါတွေကိုအပြစ်ပေးတာမျိုးတွေရေးယူတာမျိုးတွေဖော်ထုတ်တာမျိုးတွေလည်းဒါလုံနိုင်မှုလိုအပ်တယ်လို့ယူဆပါတယ်ဆိုပါတယ်ဟုတ်။ဟုတ် ဟိုနေ့လက်နဲ့ရှိပြီးတော့ပေါ့နော်ပြည်သူလူထုကိုအငင်းဆဲနေတာတွေပြည်သူလူထုအဲ့ဒီဥစ္စာခဏပဲ because never got like your life ရစစ်တပ်ကကိုပြန်လာချမှာအဲ့မှာဟိုကိုစစ်ဘရင်ပေါ့နော်တချို့ရေစပြောတာစစ်ဘရင်လိုမျိုးလုပ်နေတာအဲ့ဒီဥစ္စာတရှိမလုပ်နိုင်ဘူးခဏပဲနောက်ကျအဲ့ပြည်သူလူထုရဲ့ support မရှိတော့ဘူးဆိုလို့ရှိရင်တနည်းနည်းနဲ့တနေ့အာနောက်တစ်ယောက်ကပြည်သူလူထုကသူတို့ကိုပါလေနောက်တစ်ယောက်ကိုပေးလိုက်မှာ ်ဆိုပေးကျွေးလိုက်မှာကျွေးလိုက်မှာတနောက်နောက်တယောက်ကိုကျွေးလိုက်မှာကျွေးလိုက်တဲ့အခါမှာသူတို့ပဲအုံနေဖြစ်မှာ right ဆိုတော့ပြီးသူခုနကပြောတဲ့ပြီးသူလူတို့အပေါ်ရေးကြည့်တယ်ကိုကနည်းနည်းလေးဟိုဗာလဲခဲယန်ခဲယန်လက်နဲ့လိုလို့ပြီးသူလူတို့ကိုညှင်းဆဲလိုက်တဲ့ဆိုတဲ့ဥစ္စာအဲ့ဒီဥစ္စာဝင် cost and benefit ကမမျှဘူး အဲ့ဒီ cost ကပို့ပြီးတော့အကုန်ကျပိုများတယ်ပြီးသူလူလူရဲ့ယုံကြည်မှုပျောက်သွားတဲ့ဥစ္စာကပို့ပြီးတော့အရေးကြီးတယ်ဒီ3လေး5လက်တနက်ရဖို့အတွက်ဆိုတော့ဒါမှမဟုတ်လို့ရှိရင်လည်းတရားပဲဆိုပါတော့အဲ့ဒီဥစ္စာ trade အဲ့ဒီ trade ကမမြတ်အဲ့မမြတ်တာတဲ့ trade ဟုတ် အမြဲတမ်းအမြဲတမ်းရွေးပါ ပြည်သူလူထုကိုအမြဲတမ်းရွေးပါပြည်သူလူထုရဲ့အာနေလက်ခံမှု you know ယုံကြည်မှုယုံကြည်မှုကိုအမြဲတမ်းရွေးပါဟုတ်ဟုတ်ဥစားပေးဖို့ပေါ့နော်ပြည်သူကိုပဲဥစားပေးဖို့ဒီပြည်သူအတွက်ပဲဒီလှုပ်တွေလှုပ်နေကြတာကိုကျွန်တော်မမေ့ဖို့လိုတာပေါ့နော်ဟုတ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 ်အဲဆိုင်ခုလိုပြောပြပေးရတကယ်ကျေးဇူးတင်ပါတယ်ဆိုင်ဟုတ်အဲကျွန်တော်နောက်ဒီတခုလေဒါစမိုင်းကိုပြောစီချင်တာလေးရှိတာပေါ့နော်အဲ့ဒါကျွန်တော်တို့ဒီကာလတွေမှာ အခုနလိုအဖြစ်ဆိုးတွေကြောင်းမလို့လည်းစိတ်ထဲကျဝမ်းနဲ့ကြည်ကွေးရတာတွေလည်းရှိတယ်ပေါ့နော်ဆိုပါပြီးပြီးတော့ဒီဒေါ်လာရေးအောင်မှုအတွက်မှာဒါနေမီထိန်းနိုင်တဲ့အခြေအနေတွေကအတိအကျကြတာဖြစ်တဲ့အတွက်လည်းတချို့နေမီတွေပြန်ပေးရတဲ့အပေါ်မှာဒါလူလူကစိတ်ညစ်တာမျိုးတွေရှိတယ်ပေါ့နော်ဆိုပါပြီးစိတ်ထဲတော့မကြကြပါဘူးဒါပေမဲ့တချို့လည်းဒါဒီဟာကိုလက်မခံနိုင်ဘူးပေါ့နော်ဒါလို့ဆိုတော့ရဖို့အတွက်စူးစမ်းနေတယ်ရဖို့အတွက်ကုနေကြတယ်ထပ်ပြီးတော့တိုးပြီးတော့ထိန်းချုပ်နိုင်မှုအတွက်လုပ်နေကြတဲ့အခြေအနေမှာ ပြန်ပေးရတယ်ဆိုတဲ့ဟာမျိုးကိုလက်မခံနိုင်ကြတာပေါ့နော်ဆိုမှဟုတ်အဲကြောင့်ချိုးဆိုလည်းဒီပြည်သူတွေနေမကပဲဒေါ်လာရေးတက်ဖို့ဝင်နေကြပါကစားဒါမျိုးဟာလေးတွေအမြင်လေးတွေရှိကြတယ်ဆိုတော့ဆိုမှဒီစိတ်တက်တွေပြန်ပြီးတော့မြင့်တက်လာဖို့အတွက်ကိုခေါင်းဆောင်နေပါလေတာဝန်ရှိလာတယ်ပေါ့နော်ဆိုမှအဲအဲ့ဒီကဒီဒီကျွန်တော်လူလူစိတ်တက်ကြတယ်ဆိုလဲစိတ်တက်မကြအောင်ကျွန်တော်ပြောပြရမယ့်ကောင်းဆောင်တွေမှာတာဝန်ရှိတယ်အဲလက်လောက်ကတက်ဖွဲ့တွေအခုလိုမျိုးဒါ ဒါတချို့အမြင်တွေမှာအဲ့လိုဖြစ်နေတယ်ဆိုရင်လည်းပြန်ဆွဲတင်ဖို့ပေါ့နော်ဒီစိတ်တက်တွေကိုပြန်ဆွဲတင်ဖို့ဒီခေါင်းဆောင်တွေမှာတာဝန်ရှိတာဖြစ်တဲ့အတွက်ဒီခေါင်းဆောင်တယောက်တည်တည်တည်ထိုက်တယ်ပေါ့နော်ဒါခုနကဒါစိတ်တက်မြင့်တွေနဲ့ပတ်သက်တဲ့ဟာမျိုးပေါ့နော်စိတ်အားတက်ကြွစီမဲ့ဟာမျိုးဘယ်လိုတွေလှုပ်ဆောင်တင်တယ်လဲဆိုတဲ့ဟာလေဒါသင်ခန်းစာလေးတစ်ခုအနေနဲ့ကျွန်မယူဝင်ပြပေးပါဦးဗျာဟုတ်ချက်ပါဆိုတော့ဟုတ်တယ်ဒီတစ်ခုခုကိုဘာဘာလဲဟိုနေအာပေးလိုက်ရတယ်ရှုံးသွားတယ်ဆိုလို့ရှိရင်ပေါ့နော်ပြန်ပြီးတော့ အကျမအမြန်ပြောတာလေအေးအေးအာ after action review ပြန်လုပ်ဖို့လိုတယ်အေးအေးလုပ်တဲ့အခါမှာအားလုံးကိုပါဝင်ဖို့ကောင်းတယ်လူတွေကပါဝင်လာလေလေသူတို့ရဲ့ဗာလဲသူတို့ရဲ့ပေါ့နော်ဟိုဗာလဲ empowerment သူတို့လုပ်နိုင်တယ်သူတို့ဒီဥစ္စာပြင်နိုင်နေဆိုတဲ့ဥစ္စာကိုအများကြီးတွေ့လာတယ်။ဟုတ်ကဲ့။ငါတို့သွားလုပ်လိုက်တယ်မအောင်မြင်ဘူး။ဟုတ်ကဲ့။ဘာကြောင့်မအောင်မြင်တာလဲ။နော်။ဘယ်နေရာတွေပြောင်းရမလဲ။ဘယ်နေရာတွေလှုပ်ရမလဲ။ဘယ်နေရာတွေပို့ပြီးတော့တိုးတက်အောင်လုပ်ရမလဲ right so အဲ့ဒီဥစ္စာတွေလုတ်ပြီးအဲ့လိုမျိုးလုတ်လာနိုင်လေလေသူတို့ရဲ့စိတ်ဓာတ်ကဘုရတိုးတက်လာတယ်ပေါ့လေအဲ့နောက်ပြီးတော့ကြတော့ဒီကျမတို့သူတေသနာသူတေသီလုတ်ထားတာပေါ့နော်ဒီ Daniel Pink ဆိုတဲ့လူတစ်ယောက်ကလုတ်ပြောသူသွားတွေ့တာလူတွေကို motivation လုတ်မဲ့တိုးတက်စေခြင်းတဲ့အ ਨੇ ဆုံးဒီ၃၃၃ချက်ရှိတယ်တဲ့ပထမတစ်ခုကကြတော့ purpose ဆိုတော့ရည်ရွယ်ချက်ဤခုနရည်ရွယ်ချက် ခိုင်ခိုင်မာမာ right ညီရွယ်ချက်ခိုင်ခိုင်မာမာရှိတယ်ဆိုလို့ရှိရင်အဲ့လူတွေရဲ့အုံနေပါတယ်ဟိုစိတ်တက်ကပူတက်တယ်ညီရွယ်ချက်ရှိရမယ်နောက်ပြီးတော့လုတ်ပိုင်ခွင့်လုတ်ပိုင်ခွင့်ဆို autonomy ပေါ့နော်လုတ်ပိုင်ခွင့်เออลุลัสซาลุบไปเว้ยป่ะเนาะลุบไปก็นอกตะคู่จ้ะတော့ဟိုเนี่ยอ่าจွန့်ချင်မှုကိုတိုးတက်အောင်လုပ်ဖို့ဟုတ်ဟဲ့ so จွန့်ချင်မှုကိုတိုးတက်အောင်လုပ်ဖို့အခွင့်အရေးလိုတယ် ဆိုအဲ့ဒီသုံးခုပြည့်လို့ရှိရင်လည်းလူတွေက motivate ဖြစ်တယ်ဆိုခုနကကျွန်မပြောသမီးတခုခု AAR လုတ်လိုက်မယ်เนาะตุกๆหลุดท่าเอ๊ะมาโอเคบาจ่องบาจ่องมาออมีนะเอ้ยองค์สาโกบะโลမျိုးเปลี่ยนไปโตเตยอย่างเลยมั้ยซอดาจ้วงจิ่มหมู่โต้งนี่ดาครับๆ right จ้วงจิ่มหมู่โตเตยอย่างด้วยอขွင့်ยีปีลาดาเลย အဲ့ဆို number 1အဲ့ဒီဥစ္စာတစ်ခုပြည့်သွားမယ်ပြီးလဲပြီးရောသူတို့ကိုနည်းနည်းဗာလဲလွတ်လပ်စွာလုတ်ပေးနိုင်အောင်ပေါ့နော်ဆိုစစ်တဲ့အချိန်မှာကျွန်တော်တို့မြန်ပြောတယ်ဟိုဗာလဲအဲ don't tell me how to suck egg so but a day ပဲရတော့ငါ့ကိုကြက်ဥကိုဘယ်လိုစားရမလဲဆိုတာမပြောနဲ့တဲ့နော်ဘယ်လိုနီးနဲ့စားရမလဲဆိုတာမပြောနဲ့ကြက်စားတာပဲပြောလိုက်နော်စားကြက်ကိုစားဒါပေမဲ့ဘယ်လိုစားရမလဲဘယ်လိုခွာရမလဲမပြောနဲ့ဆိုအဲ့လိုမျိုးပေါ့နော်ဒါ autonomy နဲ့ပတ်သက်တယ်ဒါလုတ်ပိုင်ခွင့် right so now so we got a purpose so လူတွေအများအားဗာလဲအများအား remind လုပ်ရမယ်အများအားသတိပေးရမယ်ဘယ်တော့အများအားပြောနေရမှာငါတို့ဘာကြောင့်လုပ်တာလဲဒီဥစ္စာဘာကြောင့်လုပ်နေတာလဲရည်ရွယ်ချက်ကဒီဥစ္စာဘာကြောင့်လုပ်နေကြတာလဲဒေါ်လာကြီးကဘာကြောင့်လုပ်နေကြတာဆိုအများအားဟိုဗာလဲဟိုနေလူတွေ remind လုပ်ရမယ်ပြီးလဲပြီးတော့ကိုယ့်ရဲ့အဖွဲ့ရဲ့နောက်ပြီးတော့ဟုတ်တယ်ဒေါ်လာကြီးနောက်ပြီးတော့ကိုယ့်ရဲ့အဖွဲ့ရဲ့နော်ရည်ရွယ်ချက်ကပါလဲ ဒီမှန်ချက်တရားပါတယ် right so ခုနပြောသားဆိုမြဲ AA မှာဒီရည်ရွယ်ချက်ဒီမှန်ချက်ကအရန်ကောင်းနေအဲကြောင့်မလို့သူတို့ရဲ့ဗာလဲစစ်တပ်စစ်သားတွေကလည်းအာ motivated တက်ကြွနေကြဟုတ် right ဆိုတော့ပြန်ပြီးတော့ကြည်လိုက်ကိုယ်လူတွေကမတက်ကြွအောင်ဆိုလို့ရှင်အဲ့ဒီတရားသုံးခုတည်းကတစ်ခုကပြောင်းနေတယ်ဟာနေတယ်လို့ထင်တယ်ဟုတ် right ဆိုကိုယ်ကလူတွေတယောက်အနေနဲ့ဘယ်လိုမျိုးအဲ့လိုမျိုးလုပ်ပြီးနေရအောင် ။ဆိုခုနပြောတဲ့တကူကူရှုံသွားပြီလို့ရှင်ဒီဒီ AAR လုတ်ပြီးတော့ AAR ထွက်လာတဲ့ဥစ္စာကို Okay ဟုတ်ပြီဒုစရတို့တွေမှားပါတယ်။ Okay ဒီဥစ္စာကိုဘယ်လိုတိုးတက်အောင်လုပ်မလဲ။အဲ့ဒီတိုးတက်အောင်လုပ်တဲ့ဆိုတာက leader တယောက်ရဲ့ responsibility တယ်မဟုတ်အားလုံးရဲ့ response you know လူတွေအားလုံးရဲ့ဟိုနေဟိုဗါလေအတူတကွာလို့ပို့လို့ရတယ်။ဆိုတော့အဲ့ဒီအချိန်မှာသူက okay ငါဘယ်လိုတိုးတက်အောင်ငါရဲ့ကျွမ်းကျင်မှုတိုးတက်အောင်ဘယ်လိုလုပ်မလဲဆိုတဲ့ဥစ္စာပါလာ။ဟုတ် ဆိုတော့အဲ့ဒီဥစ္စာ၃ချက်ကိုပြန်ပြီးစဉ်းစားပါအဲ့၃ချက်ကိုအသုံးချပြီးတော့ဗောနော်အာကိုလူတွေကိုဟို motivate မြေရန်ရှိနေအောင်လုပ်ဖို့လိုတယ် leader တယောက်နေနဲ့မြေရန်ဟိုဟိုပါလဲကိုလူတွေမြေရန်စကားပြောနေဖို့လိုတယ်စကားပြောနေဖို့ဟုတ်တယ်ဆရာဟုတ်အဲဒီကတော့အဲတာဝန်တွေပူပူကြီးတယ်ဗောနော်အဲတပ်ဖွဲ့တွေကလူငယ်ဆိုပေမဲ့လည်းဗောနော် အခုယူရတဲ့တာဝန်တွေက စစ်တိုက်ဖို့အတွက်ရောဒါတပ်ဖွဲ့တွေပို့ပြီးရစိတ်တဲမြင့်တင်ဖို့အတွက်ရောအတိုးတက်ဖို့အတွက်ရောအပြင်းရနာလို့ပြည်စုံဖို့အတွက်ရောမျိုးစုံလုံနေရတဲ့အထဲမှာပေါ့နော်တစ်ခါတကြရင်လွတ်သွားတတ်တာတွေရှိတာပေါ့နော်ဆိုမဲ့အဲပြီးတော့ကျတော့ကျွန်တော်တို့တလန်ရေးကတည့်ရတဲ့အတိုင်းပဲပြည်စုံနဲ့လောက်ရတာဖြစ်တဲ့အတွက်စိတ်တကြစိတ်ညစ်တဲ့အချိန်တွေလည်းရှိကြတာပေါ့လေနော်အဲဒါမဲ့အဲ့ကြားတွေကမှအဲဒီတက်တက်ကြွကြနဲ့ကိုကိုကိုယုံကြည်မှုအပြည့်နဲ့တိုးတက်ပြောင်းလဲမှုတွေအများကြီးနဲ့ရှေ့ဆက်နိုင်ဖို့ကတော့တကယ်အဓိကကြတဲ့အချက်တွေဖြစ်တယ်ပေါ့နော်အဲအကြောင်းမလို့ အကောင်းဆောင်နေနေနဲ့ဒါတွေကိုလှုပ်တင်နေဆိုပြီးတော့ဒါဆမိုင်းထောက်ပြပေးရအတွက်လည်းညီကကျေးဇူးတင်တယ်ပေါ့နော်ဆမိုင်းဆမိုင်းနဲ့တွေ့တိုင်းမှာကျွန်တော်ကဒါတင်ယူစရာတွေတစ်ခုမဟုတ်တစ်ခုအများအတန်းရတယ်ပေါ့နော်အပြင်ဆေးရတက်ကြစရာတွေလည်းအများအတန်းရတယ်အရှိမပြောသားတဲ့ဒီဒီဘုံကျဲတဲ့ကိစ္စဆိုလည်းဟုတ်တယ်ဆမိုင်းဆမိုင်းပြောတာဖျောင်းနိုင်ကင်ထားတဲ့လူကိုလင်းနဲ့ဘုံလာကျဲတဲ့ဆိုနေကဒါသူတို့တွေရဲ့လှုပ်ရက်ကဘယ်လိုလှုပ်ရက်လဲဆိုတဲ့ဟာမျိုးတွေကိုကော့ကော့ကွင်းပြအောင်ပြောပြပေးရအတွက်လည်းတကယ်ကျေးဇူးတင်ပါတယ်ဆမိုင်းဒီတစ်ပတ်အတွက်လည်းဆမိုင်း ြောတဲ့ဟာတွေကကျွန်တော်အားလုံးအတွက်ခွန်အားတွေဖြစ်စီမှာပါလို့ယုံကြည်ပါတယ်ဆရာမအိုက်ဖောက်အားလုံးဘေးရန်ကြီးကင်းကြပါစေလို့ပြန်ဆွတောင်းပေးပါဟုတ်ဟုတ်ကဲ့ပါဆရာမကြီးကျေးဇူးအများကြီးတင်ပါတယ်ဆရာမကြီးဟုတ်ကျွန်မကြီးလည်းကျေးဇူးဆိုင်ပါခင်ဗျာကျေးဇူးပါ